ာနိုင်ငံဘီဟားပြည်နယ်မှာတည်ရှိပြီးကာလာကတန်းမြို့မှမိအထာလန်းဖြင့်292မိုင်ကွာဝေးတဲ့ဂါယာခရိုင်နှင်းမှာရှိကဂါယာမြို့မှတောင်ဘက်9မိုင်ဝေးတဲ့အရက်ဖြစ်ပါတယ်။ဂါယာဘူရာကနေဗုဒ္ဓဂါယာသို့အငှားရင်မြင်းလဲတို့နဲ့လွဲကူစွာသွားရောက်နိုင်ပါတယ်။ရှေးရခင်ကဒီဒေတာတော်ဝိုက်ကိုမဟန့်ခေါ်ဟိန္ဒူဘုန်းကြီးများကြီးစိုးခဲ့လို့ဗုဒ္ဓဘာသာဝင်ဖျားဖူးများအတွက်အနှောက်အယှက်ဖြစ်ခဲ့ကြရပေမဲ့အခုအခါမှာတော့အိန္ဒိယအစိုးရကဗုဒ္ဓဂါယာကိုဖျားเจ้าငံအဥပဒေအရ1900 1953ခုနှစ်မေလ28ရက်နေ့ကစပြီးအုတ်ချုံရေးအဖွဲ့ဖြင့်စနစ်တကျအုတ်ချုံလျက်ရှိတယ်လို့သိရပါတယ်။အစိုးရကငွေမြောင်များစွာအကောင်ကျခံကသာသနာအဆောက်အအုံများကိုလည်းပြင်ဆင်မွမ်းမံပေးထားပါတယ်။ကဘာပေါ်မှာအယူဝါဒအမျိုးမျိုးရှိကြပြီးမိမိတို့အယူဝါဒဆိုင်ရာအထက်မြင့်မြတ်တနည်းအရာကိုရိုးသေမြင့်နိုးစွာသတ်မှတ်ပိုင်းခြားလေရှိကြရာဗုဒ္ဓဝါဒီတို့အတွက်ကဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့ရာဗုဒ္ဓဂါယဟာအထွတ်မြတ်ဆုံးဖြစ်ပါတယ်။ဗုဒ္ဓဂါယရှိရာအိန္ဒိယနိုင်ငံဟာဗဒ္ဒကဘာမ မှာပွင့်မဲ့ဗုဒ္ဓဖျားရှင်၅စုမှ၄စုလုံးပွင့်တော်မူခဲ့သောနိုင်ငံဖြစ်ပါတယ်။ဗျာဒိတ်ထားခဲ့သောနောင်ပွင့်တော်မူမဲ့အရိမတိယမြတ်စွာဘုရားဟာလည်းဒီအရက်အနောက်မြစည်းမ၌သာပွင့်မယ်လို့သိရပါတယ်။